မင်္ဂလာပါဒီနေ့ဆက်လက်ပြီးဒါန charity နဲ့ပတ်သက်လို့ဆက်လက်မျှဝေပါမယ်ဒီရှိမှပြခဲ့တဲ့ဗီဒီယိုအပိုင်းလေးတွေကတော့ပေါ့နော်ဒီအဲ3 volition ဖြစ်တဲ့စေတနာ3ဒံဖြစ်တဲ့ပုပ္ပစေတနာမုံစစေတနာအပရစေတနာတို့နဲ့ပတ်သက်ပြီးတော့လည်းမျှဝေခဲ့ပြီးပါပြီနောက်ထပ် category of ဒါနဒါနအမျိုးအစားများစွာရှိတဲ့ထဲကအဓိကဒါနဖြစ်တဲ့ တုတ်တန်ဒေသနာတော်ဤအရာဒါန10ပါအဲနောက်ဝိနည်းဒေသနာတော်အရာဒါန4ပါအဘိဓမ္မာဒေသနာတော်အရာဒါန6ပါတို့ကိုလည်းမျှဝေခဲ့ပြီးဖြစ်ပါတယ်အခုတော့ဒီနေ့မျှဝေပြီးမှာကတော့7 kinds of သံဃိကဒါနသံဃာတော်တွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဟောဒါနပြုတဲ့အကြောင်းချက်9ပါ ဒါလေးကိုလည်းမျှဝေပါမယ်နောက်ထပ်ကလည်း six everlasting meritorious deeds နော်အလူဒါနကုသိုလ်ဒီမှာထာဝရကုသိုလ်ဖြစ်တယ်6ပါးအကြောင်းပေါ့နော်ဒါလေးတွေကိုဒီနေ့ဆက်လက်ပြီးတော့မျှဝေသွားပါမယ် in this light seven kinds of sangika dana နော်ဒီ တန်ဃာတွေကိုပေးလူရတဲ့ဒါနခုနှစ်မျိုးနဲ့ပတ်သက်တာလေးပါ firstly offering to the buddha and his meal meal and female disciples bhikkhu and bhikkhuni sangha at the time of the buddha မြတ်စွာဘုရားရှင်တတော်ထင်ရှားရှိစဉ်တုန်းကဘုရားအမှုရှိတဲ့ဘိက္ခုတန်ဃာရီရဲ့ဘိက္ခုနီเนาะဒီ အမျိုးသားသာသနာဝင်တန်းနဲ့အမျိုးသမီးသာသနာဝင်တန်းနော်ဘိက္ခုဒီဘိက္ခုနီတွေကိုဒါလှူဒန်းတဲ့အလှူကြောင်းနော်အလှူအလှူဒါနပေါ့နော် and then offering to bhikkhu and bhikkhuni sangha after the demise of the buddha ဒီဒုတိယအချက်ကတော့ဖျားရှင်ပြိနိဗ္ဗာန်ဆန်းပြီးတဲ့နောက်အဲဒီယဟန်တော်ဘိက္ခုတွေရဲ့နော်ယဟန်မဘိက္ခုနီဒီ သာသနာဝင်တန်းတန်ဃာဒီအဖွဲ့အစည်းကြီးကိုနော်လှူဒန်းတဲ့အလှူဒါန and nix offering only to the bhikkhu sangha ဘိက္ခုစံကအဲတန်ဃာတော်တွေကိုပဲတည်တံ့လှူဒန်းတဲ့အလှူဒါနဆိုတဲ့ဥစ္စာဖြစ်တယ် number 4 uh, offering only to the bhikkhuni sangha ိက္ခုနီတန်ဃာတွေကိုပဲတည်တံလှူဒါန်းတဲ့အလှူဒါနတစ်မျိုး and then offering to those point out behind the bhikkhu and bhikkhuni sangha bhikkhu ရောဘိက္ခုနီတွေရောပေါ့နော်နှစ်ခုစလုံးပေါ့နော်ယဟန်တန်ဃာရရောယဟန်မိမနော်ယဟန်ယောက်ျားယဟန်မိမသာသနာဝင်ထမ်းဘိက္ခုအဲဘိက္ခုနီတန်ဃာပေါ့နော် သူတို့ကနေညှဉ်းချလိုက်တဲ့ပုဂ္ဂိုလ်တွေကိုတန်ခါဆိုပြီးတော့စိတ်မှာထားပြီးတော့လှူဒန်းတဲ့အလှူအဲ number 6 offering to those point out by the bhikkhu samga regarding them as samga ဒါတော့ယဟန်တန်ခါပေါ့နော်ဘိက္ခုတွေကနေပြီးတော့ညွှန်ကြားလိုက်တဲ့ပုဂ္ဂိုလ်ကိုတန်ခါဆိုတဲ့စိတ်ထဲမှာထားပြီးတော့လှူဒန်းခြင်းဒါန and 7 a last point offering to those point out by the bhikkhuni samga regarding them as samga bhikkhuni เนาะ bhikkhuni တန်ဃာတွေကညွှန်ကြားလိုက်တဲ့ပုဂ္ဂိုလ်ကိုတန်ဃာဆိုတဲ့စိတ်နဲ့ထားပြီးတော့လှူဒန်းခြင်းတန်ခိကဒါနဆိုပြီးတော့ခုနှစ်မျိုးရှိတာကိုဒါလည်လာမှတ်သားရပါတယ် next slide 6 everlasting in meritorious deeds ဒါကတော့ထာဝရရစေတဲ့ထာဝရကုသိုလ်6မျိုးနဲ့ပတ်သက်ပြီးတော့ညွှန်ပြပါမယ်အာရမအာရမရောပါဒါန16 up gardens and orchids for public use เนาะပန်းဥယျာဉ်နေတည်တည်ဥယျာဉ်နေเนาะအများအသုံးပြုနိုင်မှုအတွက်เนาะ လူတို့ကိုနော်စေတနာတရားတရားအပြည့်နဲ့လှူဒန်းခြင်းပေါ့နော် and then ဝဏရောပါဒါန plenty shedding trees and fruits trees for public use အရေးရတဲ့အပင်းကြီးနော်ခရီးသွားလာတဲ့အခါမှာနားခိုဖို့အရေးရတဲ့အပင်းကြီးတွေစားပင်သုံးပင်တွေစတဲ့တစ်ပင်ကြီးငယ်တွေကိုစိုက်ပျိုးလှူဒန်းတဲ့ဒါန and then တိတုကာရကဌာန building roads and bridges etc เนาะလမ်းခင်းနဲ့တရားဖောက်တယ်เนาะအဲ့လိုမျိုးနဲ့เนาะစိုက်ပျိုးလှူဒန်းခြင်းတွေလည်းပြုတယ်เนาะသူတပါးကသွာလာဖို့လွယ်ကူစေရန်အတွက်လမ်းခင်းတရားဖောက်တဲ့အလုပ်ဟာဆိုလို့ရှိရင်အင်မတန်မှကုသိုလ်ထူပါတယ်เนาะရှင်ဘွက်ကလေးရှိနေတော့အဲ့ရှင်ဘွက်ကလေးကိုသူတပါးသွာလာရလွယ်ကူအောင်เนาะအိုကယ်လေးစီပေးတာမျိုးเนาะ တသားတန်းလေးတွေတားပြတာမျိုးဆိုရင်တော့မအင်တန်မှကုသထူတယ်လို့လူကြီးတွေပြောတာကိုလည်းလိလာမှတ်သားရပါတယ်။နော်လန်ခင်တရားဖောက်တဲ့နော်အဲ့လိုမျိုးအလှဒါနဒီစိတ်ပြူးခြင်းပဲပေါ့လှူဒန်းခြင်းပေါ့ဒါကလည်းအင်တန်မှ အရေးပါတဲ့အလှဒါနတစ်ခုကသူကထာဝရကုသ6မျိုးနဲ့ပါဝင်ပါတယ်။ and number 4 papa dana providing drinking water on the way sites ဒါကတော့ရေချမ်းစင်တဲ့လှူဒန်းခြင်းပါပဲပေါ့နော်ရေလှူတယ်ဆိုတော့ကိုကအင်မတန်မှမွန်မြတ်ထူးကဲတဲ့ကုသိုလ်ပါနေမဝင်မူးမချုပ်တဲ့အလူလူတောင်တင်စားကြပါတယ်ဒီရေအကျိုးဆယ်ပါးဆိုလို့ရှိရင်လည်းနော်အသက်ရှိခြင်းအစင်လာခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးခြင်းတန်ရှင်းစင်ကြယ်ခြင်းယောဂပဲရလေကင်ဝေးရခြင်းအချွေရံများမယ်ရေရှားပမှုဓမ္မလည်းကင်ဝေးရမယ် လင်းမြန်ဖြက်လက်တဲ့ခွန်အားလည်းရှိမယ်။နော်လင်္ကာလေးတွေနဲ့တောင်သက်ရှိစင်လာချမ်းသာရာဗလဉဏ်ပညာကြည်လင်တန်ရှင်းယောဂကင်းခပ်ပင်ချွေရံများရီမငတ်ညာလျင်စွာသွားဆေပါရီကျူးတာဆိုပြီးတော့ရီကျူးနဲ့ပတ်သက်တဲ့အကျိုးတရားတွေများစွာရှိပါတယ်။နော်ရီချမ်းစင်လေးတည်ထားတယ်ဆိုရင်တော့နော်ခီးသွားလာတဲ့သူဟာ မောပန်းနေတောင်ဒီရေချမ်းစင်လေးကိုမြင်လိုက်တာနဲ့ကိုအမောတွေပြေးသွားတယ်နော်ရေစာနေတဲ့သူတယောက်ကရေလေးတစ်ခွက်တက်လက်ယူနေနော်သူ့ရဲ့စီမှာလဲဝမ်းတာသွားရတယ်ရေလူပေးရတဲ့သူမှာလဲဝမ်းတာမှုစိတ်ထက်သူခံစားရတယ်ရေကျိုးကတော့အင်မတန်မှကိုနော်ဟိုများပြားလွန်းနေဆိုတာအားလုံးလည်းသိကြပါတယ်ဒါကလည်းထာဝရကုသိုလ်6မျိုးတွေကတမျိုးပါ and then uttapana dana digging well and ponds for public use နော်ဒါကလည်းရေတွင်းရေကန်နေရေမြောင်းနေတူးပြီးတော့လှူဒန်းတာပေါ့နော်ရေရှားပါတဲ့ဒေသမှာတွေဆိုရင်ဒီလိုမျိုးရေတွင်းရေကန်နေတူးဖို့ပြီးတော့မှလှူဒန်းတဲ့ကုသိုလ်ဟာလည်းပဲအင်မတန်မှထူးမြတ်တဲ့ကြီးမြတ်တဲ့ကုသိုလ်ဖြစ်ပါတယ်သူကလည်းထာဝရကုသိုလ်6မျိုးထဲမှာပါဝင်ပါတယ် နံပါတ်6ကတော့ဥပတိယဒါနဇေယျဒဇောင်းနေပေါ့နော် donation of monastic dwellings အဲ rest houses and hospitals clinics တိပေါ့နော်ဇေယျဒဇောင်းကုချောင်းပြတ်သက်နားနေရတာဆေးရုံစည်းကမ်းအဆောက်အုံတွေကိုဆောက်လုပ်လှူဒါန်းရတဲ့အဲကုသိုလ်ဒုဟာလေအင်မတန်မှ နော်ကြီးမြတ်လာတာပါနော်ဇေယျတစောင်းဆိုရင်လည်းခྱི་သွားလာတဲ့သူတွေနော်ပင်မန်းပြီးနားဖို့အရေးရတဲ့အပြင်နော်တချို့ဆိုဒီလိုလေးမှနားလိုက်ရရင်တောင်မှဒီဇေယျလူထားတဲ့ပုဂ္ဂိုလ်ပေါ့နော်မေတ္တာပို့တာတယ်နော်ခုချောင်းပြတ်တက်ဒီနားနေရတာဒီနော်ဒီလိုဒီမှာဆိုလဲနားနေရရင် နားရတဲ့လူကကျေးဇူးတည်တဲ့သူပါနော်ဒီလူတန်းခဲ့တဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်ယေຊုပြီးမှမေတ္တာပို့တာမျိုးတွေလည်းတွေ့ဘူးပါတယ် နော်စီယုံစီကန်းနေအဆောက်အုံနေလူတန်းနဲ့ကုသိုလ်ဟာလဲအင်မတန်မှ ကြီးမားမွန်မြတ်တဲ့ကုသိုလ်ကြီးဖြစ်ပါတယ်။ဒါကြောင့်မို့ဒီထာဝရကုသိုလ်6ပါးဖြစ်တဲ့အဥယင်တတိဥယင်ဒီစိုက်ပြူးလူတန်းတဲ့အလူဒါနဟာလဲထာဝရကုသိုလ်6မျိုးရဲ့တပါးဖြစ်တဲ့အရေးရပင်နော်ခီးသွားလာတဲ့သူတွေအတွက်အရေးနာခုဟုအပြင်စားပင်သုံးပင်တစ်ပင်ချင်းငယ်ဒီစိုက်ပြူးလူတန်းတဲ့အလူဟာလဲ ထာဝရကုသိုလ်6ပါးရဲ့တပါးဖြစ်တဲ့လန်ခင်တရားဖောက်เนาะတရားခင်လန်ဖောက်ဒီလိုစိုက်ပြူးလူတန်းချင်းကလည်းကြီးစွာသောအလှူကြီးဖြစ်တယ်။ရည်ချမ်းစင်တည်တာကလည်းเนาะနေတဲ့ကုသိုလ်တွေမဟုတ်ဘူးเนาะကုသိုလ်10ပါးကိုတပြိုင်နက်တည်းလူတန်းတဲ့ပုဂ္ဂိုလ်ကရရှိစေတယ်เนาะအင်မတန်မှကျေးဇူးတင်တိုက်တဲ့เนาะရည်အကျိုး10ပါးကိုရရှိစေမှာဖြစ်တယ်။အဲရည်ရင်းရည်ကန်းနေ ရည်မြောင်းနေတူတဲ့လှူဒန်းတဲ့အလှူကလည်းထာဝရကုသိုလ်၆မျိုးမှာတပါးပါဝင်ဖြစ်တယ်။ And then ဇေယတစောင်းကုချောင်းပြတ်တဲ့နန်းနေရည်တာဆီယုံစည်းကန်းနေဒီအဆောက်အုံကြီးလှူဒန်းတာဟာလည်းအင်မတန်မှမွန်မြတ်တဲ့ထာဝရကုသိုလ်၆ပါးပဲဖြစ်ပါလေ။ဒီနေ့တော့ဒီတန်ကိကဒါနကိုလှူဒန်းရတဲ့7 kinds of တန်ကိကဒါနနဲ့ 6 everlasting in meritorious deeds တာဝရကုသိုလ်6မျိုးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုမျှဝေပြီးခဲ့ပါတယ်။